မင်္ဂလာမဆောင်ခင်တလတူလာတယ်ပေါ့အဲ့မှာစပြတနာပဲအမတို့မမြင်ဘူးလေသူကအမောက်လာမယ် surprise okay ရင်ခေါ်ရတာပေါ့နော်အမအရင် romantic ကြိုက်တယ်ဘသူမှလိုက်မမီဘူးအမအရင်အဲ့လိုမျိုးတွေလောက်တတ်အမ sakura မှာသူလိုက်နေဖို့တလတ် ရက်စီဒန့်မှာငားတယ်။ဘာဝယ်စားမှယူမလာနဲ့။ယူလာစရာမလိုဘူး။ငါအကုန်ဆက်မယ်။ကံကောင်းလိုက်တာ။ဟုတ်ပါတယ်သူကံကောင်းတယ်သူကလည်းအဲ့လိုပြောပါတယ်။ခေါင်းကနေခြေတော့ထိ။အိမ်နေရင်အပြင်ဝှက်ဖို့ထားသွားထားလာဝှက်ဖို့ဖနက်အတွင်းကမောင်းပြီးစွကျဲအင်းကြီး သူကဘာမှမလုပ်အပ်ဘူးလူတယောက်ပဲလာအမဘီရိုကြီးနဲ့တလုံးအဖြစ်အဲ့ဒီရှစ်လမှာသူ့ကိုပြောလိုက်ပြီးမင်္ဂလာဆောင်တော့မယ်လို့သူ့ကိုပြောလိုက်ပြီး तू စိတ်ဆက်ပြီးတဲ့အချိန်ရစပြီးအမသူ့အတွက်ဝယ်စုတာပေါ့နော်အင်းကြီးဆိုလဲကိုကကားရိုက်နေမင်းသားကြီးဘာဝင်လဲကိုသိတယ်လေဘယ်ဟာကောင်းလဲဘယ်လို idea ဘယ်လိုဒီဇိုင်းဝင်တော့လှပဲကိုအဲ့လိုမျိုးတွေပေါ့စိတ်ကူးနေပေါ့နော်ဗီဒီယိုကြီးတလုံးအပြည့်ဩတာဆင်အဲ့မှာသူက ။ "तू ရောက်ပြီ။မမပြေဘူးပေါ့။ဟဲ။အဲ့နေရာဆာကူရာမကွာတန်ရှင်းသွားလို့ရမယ်နိ။ရုပ်ကလည်းစုပ်မိကကလည်းမပေါအောင်ထုံးစံတိုင်းပေါ့နော်။မင်းသမီးရမိကမပိုင်မလှကြပါဘူး။"သူများတွေမပေါအောင်မအောင်ပြောတာ။အဲ့တော့လေကွာလေအိမ်နေဂါဝင်ဝန်းဆက်နဲ့အတော့6နိုင်ခေါ်တော့ကြာဖုန်းဆက်သူရန်ကုန်ရောက်နေပြီဟဲ့ပြဿနာပဲငါလည်းရုပ်စုံကြီးနေပေါ့နော် အဲ့တော့ဘာမှရှိနေတူလာမယ်ဆာကူရာမှာရှိတယ်ဆိုโอเคလာပေါ့အဲ့တော့လာဆာကူရာခန်းကိုနဲ့ကိုနေတဲ့အနေအားနဲ့ဆာကူရာလှေကားနေရလဲအရန်ကတ်တင်းတောင်းဆိုရင်ရင်ခုန်နေပြီကျွန်တော်တော့ရင်ခုန်နေတော့တခါမှမမြင်ဘူးလေအဘယ်ကတင်းတောင်းဟဲ့အလူချောင်းလူကြီးပေါ်မှာသွားကြည့်ရဟောမဟုတ်ဘူးဒီခြေတန်းကိုနားထောင်ငါဘက်ကိုလာတာမဟုတ်ဘူးရှက်ရှက်ချက်ချက်ကဟိုဘက်လှည့်သွားတယ်ဆိုရင်တော့အဲ့ဒါကိုကမဟုတ်ဘူး ခဏခဏထားကြည့်啊အဲ့နဲ့နောက်ခါကျတင်းတောင်းဆိုသားကြည့်ရောထားကြည့်တော့ဟာလူတယောက်ဟုတ်ပြီဒါကျင်းသေးသွားပြီတကားကိုကိုင်သူဘလို့ပုံလဲပေါ့နော်ဖိတ်စာဝေဖို့ပဲကျန်တော့နေလေအားလုံးလုံပြီးနေပြီအဲ့ဒီကြမှာတွေ့ပါလေ ကောင်းရင်လည်းကံမကောင်းလဲဆိုမယ်ကံစမ်းမနေဘူးအဲ့တော့အဲ့ဒီကောင်ကိုသွားဖွင့်တဲ့အချိန်မှာပါပါပါနောက်ဝေးချမပြောပြတာပါ तू อ่ะ तू လည်းအမကိုစိတ်ကုံသွားတယ်အမလည်းသူ့ကိုစိတ်ကုံသွားပါတယ် အဲ့လိုတွေးလိုက်တဲ့အချိန်မှာလေအမကလည်းစပြန်းနေရလေစပြန်းကအရှင်ရောင်တုံးနေတိလားဘာမှလည်းမပါဘူး तू ကလည်းအမကိုမြင်မှုထားတာအဲ့လိုကြည်ပြင်းလွလွလှလှပပပေါ်တော့ချစ်ကားတွေကစိုက်ဝင်ကန်းတွေရိုက်တယ်တိမလား left scene နေမှာမြင်မှုထားတဲ့မျက်ကြည့်သိအောင်လေအမကလည်းသူ့ဓာတ်ပုံထဲမှာကြည်တာနှင်းထဲမှာရိုက်ပြီးမာဖလာတွေနဲ့ ကိုတွေးလိုက်ကိုကသူ့ကိုတွေးလိုက်ဆိုဘာဆက်ဟောင်းတာနဲ့ဘာမှမပြောနိုင်တော့။ तू ကလဲသူ့အဖေရဲ့အင်ကြီးတဲ့အမဘာမှယူမလာပါနဲ့လို့ပြောလို့တဲ့။သူ့အဖေရဲ့ရှက်အင်ကြီးကို तू ဝစ်လာတာဆိုရှက်အင်ကြီးကလဲအဖိုးကြီးရှက်အင်ကြီးပေါ့နော်။ဟိုအယောင်မွဲမွဲလေး။ပခုံးအဲ့လောက်ပြုတ်နေတယ်။ဘောင်းမီကလည်းဖင်လျှောအမအယမ်းမုန်းနေ 八米挂小小五点一六秒，剩下的苞米二六，千万米偏小呢，阿伯阿婶一年呢，阿个滚多困嫩呢，帮他抱一把，阿妈多机妙哩，姑先妈咪，哦，我还有没要加啦？ အမလေးဘာလို့မလဲမသိဘူးဖိတ်စာလဲဝေးဝေးဖို့ပဲခြံတော့နေအကုန်လုံးလည်းလုတ်ပြီးနေပြီအဒါတွေကအခုမှပြောပြတာပါတော့ကြာတဲ့အချိန်မှာ तू ကလည်းအမကိုပြန်ပြောတယ် तू လည်းအဲ့ဒီနေ့ကအမကိုတဲ့အဲဆိုင်ရတော့တယ်တဲ့မင်းသမီးဆိုတာဒါလာပေါ့နော် तू တွေ့ဘူးလေမျက်ကြည့်သိအောင်ဆိုတာ तू ကအဲ့လိုလောမထင်ထားဘူးတဲ့တွေ့လိုက်တဲ့အချိန်မှာပေါ့အမ तू ပြောဟဲ့နင်းလည်းအဲ့လိုလာတော့ဒီငါ့ကိုအပြစ်မပြောနဲ့ ဆက်တော့ဗာပြောလို့ဖောက်ဘူးလေတဲ့ဟိုသူ့စိတ်ထဲမှာမင်းသမီးကတော့အမြဲတမ်းလှနေရမယ်။ तू ကကြတော့ယောက်ျားဖြစ်တော့မှာတဲ့ဘာမှ तू ကလှလှပပဝင်ဝင်လာစရာမလိုဘူးပေါ့နော်။ဒါ तू ဘလို့ပဲလာလာအမသူ့လက်ခံမှာပေါ့ဆိုအမရိုမန်တစ်ကြိုက်တာလေသူ့ကိုကြည့်ပြီးတော့အမလည်းအဲ့နေစိတ်တက်ကြာပြီးတော့စိတ်တောင်စိတ်ခဲမှာလေမဆိုးရအောင်ရင်ဖွင့်ပြီးမင်္ဂလာပွဲဖြစ်လိုက်ရင်ကောင်းလား ။အာတကယ်ကြည့်နေတယ်ဟဲ့ဒိဗျမရှိတာ။မလုပ်ပါနဲ့နေရလေအလုံးလည်းစီစဉ်ပြီးနေပြီပေါ့နော်။အဲ့လိုပေါ့ပွားနဲ့ရေးပြီးတော့အိမ်တော်တစ်ခုကိုပြုတ်ခဲ့တဲ့အတွေ့အမမသင်ငန်းစာပေါ့နော်အာအမားတွေကြုံခဲ့ရပါတယ်အချစ်မပါရင်နင်မရဖြစ်သွားရင်တယောစင်ရှိတယ်အချိန်နေကြာလာတဲ့အမြဒီအိမ်တော်ကမြဲလိမ့်မယ်လို့တွေးထားပြီးတော့မချစ်လဲဘာမှမဖြစ်ဘူး ဒီယောက်ျားကငါလိုချင်တဲ့ပုံစံတွေသူ့မှာရှိတယ်အဲ့အတွက်ငါဒီယောက်ျားကိုယူလိုက်ရင်ငါအိမ်အောင်ရေးအဆင်ပြေလိမ့်မယ်လို့တွေးထားတာဒါပေမဲ့အရန်မှားသွားပါတယ်အမှန်ဆိုရင်ကိုအိမ်အောင်ပြုတ်မယ်ဆိုရင်ဒီယောက်ျားကိုအရင်ခေါ်တွေးရမယ်သူနဲ့အာနားလည်မှုယူရမယ်စိတ်ချင်းဘလောက်နေလဲအဲ့ဒါလေးလေးလာမယ်တယောက်နဲ့တယောက်အခုအမမလေးလာချိန်လည်းမရှိဘူးလွယ်လွယ်လေးလေးတွေးလိုက်မိတာပေါ့နော်အိမ်အောင်တစ်ခုကို အဲရှေ့မှာရုပ်ရှင်လေးလည်းကြည်ထားတယ်လူကြီးတွေကလည်းပြောအမလေးငါတို့တော့လည်းချစ်တာမဟုတ်ဘူးအမလေးဒီလိုပဲမြဲသွားတာပဲအခုတွေ့ရမလားနင်တို့တော့ဒီရွယ်ရောက်နေပြီတော့ဆိုဟုတ်များဟုတ်သလားပေါ့နော်ဒီလားအမှန်တော့အချစ်မပိုင်ဘာမှမဖြစ်ပါဘူးအချစ်ကအတိတ်ကလို့ထင်တယ်အမနဲ့သူနဲ့ကြားထဲမှာ तू ကလည်းအမလှတယ်မင်းသမီးလည်းဖြစ်တယ်သူ့အတွေးပေါ့နော် တွေးကောင်းတွေးမယ်တွေးတက်တွေးပါပါသူကလည်းမင်းသမီးအရန်လိုချင်တယ်လို့ပြောပါတယ်သူကမင်းသမီးကိုလိုချင်တယ်ငိုကလေးကမင်းသမီးလိုချင်တယ်ဆိုတဲ့စိတ်မျိုးသူ့မှာရှိတယ်အဲ့အတွက်လည်းသူအမကိုရခဲ့တယ်ပေါ့နော်အမကလည်းအမမိဘတွေကိုမခွဲရရင်ပြီးရောအဲတခြားယောက်ျားဆိုရင်လည်းကြီးကြောင်ဖြစ်နေမယ်ဒီယောက်ျားကတော့အဆင်ပြေပါလိမ့်မယ်လို့ထင်ပြီးတော့ယူလိုက်မိတာပေါ့နော်ဆိုတော့အဲ့လိုအတွင်းနဲ့ယူလိုက်တာတကယ်တကယ်ပတ်သက်လာတဲ့အချိန်မှာအချစ်မပါတဲ့အတွက် အရာဝတ္ထုသေးသေးလေးလေးတင်းကြီးမခံနိုင်မဲ့လန့်ခွဲခဲ့တယ်။မမတို့အိမ်တော်ကြီးမှာဘာမှတိတ်ကြီးကြီးမမမရှိဘူး။ယတနာ။နောက်ပြီးတော့အနေမနီးဆက်တာလည်းပါလာပေါ့။တယောက်နဲ့တယောက်လင်မယားဆိုတာမျိုးဟာမုန်းနေရင်လည်းတူတူရှိနေမှာဖြစ်မယ်။အမတော့အခုချိန်မှာအလိုမြင်တယ်။အိမ်တော်နဲ့ဖြစ်သွားရင်တယောက်တနေရာစီထက် အတူတူနေတာကပိုအဆင်ပြေတယ်လို့ထင်တယ်။အမတို့အိမ်အောင်ပြုတ်ပြီးတော့သူနဲ့45ရက်ရန်ကုန်မှာနေရယ်။သူပြန်သွားတယ်။တနှစ်ကြာမှတစ်ခေါက်ထပ်တွေ့တယ်။တလတွေ့တယ်။နောက်ထပ်တစ်ခေါက်သူပြန်သွားတယ်။6လကြာမှတစ်ခေါက်တွေ့တယ်။အဲ့ဒါ3ခေါက်မြောက်ပေါ့နော်။အဲ့3ခေါက်မြောက်ပြီးတော့အမတို့လမ်းခွဲခဲ့တာ။အဲ့တော့အမတို့အိမ်အောင်ရေးကတွေ့တဲ့အချိန်နဲ့အရန်နေတယ်။သူနဲ့အမနဲ့3လပဲမြင်မှုတယ်။ ိမ်အောင်သက်တစ်နှစ်နဲ့ရှစ်လာမှာအဲ့တော့တယောက်နဲ့တယောက်တန်ရုံးစင်လည်းမရှိဘူးအချစ်ဆိုတာကတော့အရန်ဝေးသွားတာပေါ့နော်အစဉ်ပြေမလားလို့လက်ထပ်ခဲ့တယ်အိမ်တောင်ပြုတ်ခဲ့တယ်ဆိုတဲ့အရာကိုယ့်အတွက်အမှားကြီးတွေအများကြီးပေါ့နော်ဖြစ်ခဲ့တယ်ဒါပေမဲ့အမမိဘတွေကမဘကရက်တိပေးခဲ့တယ်မမမှန်မှန်မပေါင်းချင်ဘူးလားစိတ်ဆင်းရဲနေလားမပေါင်းနဲ့ ဲ့တော့လေအမအမအရာရာဦးစိတ်ခံစားချက်ကိုအရင်ရှိတန်းတင်နေတဲ့အတွက်အမဘဝမှာအမားတွေလည်းအများကြီးကြုံခဲ့ရတယ်။အောင်မြင်တဲ့အရာတွေကလည်းဆုံးဖြတ်ချက်မြန်မြန်ကြောင့်လည်းအောင်မြင်တဲ့အရာတွေလည်းအများကြီးရှိခဲ့တယ်။ဆိုတော့လူတိုင်းကိုပြောချင်တာကဘဝနဲ့ရှင်ပြီးတော့လွန်လွယ်မဆုံးဖြတ်စေချင်ဘူးပေါ့နော်။နောက်ဆုံးအမရဲ့ဒီ မေတ္တာစကားလေးရအရင်ကောင်းပါတယ်အမဟုတ်ကဲ့ပါကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာရပါတယ်ရှင်ပါတော့အခုလို့လာရောက်ကြည့်ရှုကြတဲ့ညီငယ်ညီမငယ်များအားလုံးလည်းကျေးဇူးအများကြီးပဲတင်ပါတယ်အမရအမကိုတွေ့ကြလို့ဆိုပြီးတော့မန္တလေးရထိလာရောက်ကြည့်ရှုတဲ့ပရိသတ်တွေအများကြီးရှိတယ်လို့ကျွန်တော် Forever Group ရဲ့ Talent Center ကညီငယ်ညီမငယ်များအားလုံးလည်းဒီထဲမှာရောက်ရှိနေကြပါတယ်အားလုံးအမရဲ့အတွေ့အကြုံအမရဲ့ရှောက်လန်းရနေပြီးတော့သင်ခန်းစာတွေဘူးတုဒ္ဒရာပွဲရာတွေ အမလိုစိတ်တက်ခွန်အားပြပြနဲ့ဘဝကိုရှုံလန်းမှုအတွက်လည်းအားရင်အများကြီးရရှိမယ်လို့ကျွန်တော်ထင်မြင်ယူဆမိပါတယ်အမ။ဟိုခန်းစားကြည့်ရှုတဲ့ပရိသတ်များအနေနဲ့ကလည်းကျွန်တော်တို့ Let's Talk ဒီ Facebook Fan Page ကနေဒီစင်ကျွန်တော်တို့အမှုပညာရှင်တွေကိုကျွန်တော်တို့ဘယ်နှစ်မှာဘယ်အမှုပညာရှင်ကိုခေါ်ပြီးတော့ရှင်တွင်းခန်းစားချက်တွေကိုမှတ်တမ်းတင်မယ်ဆိုတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်နေရှိပါတယ်။အဲကိုနှစ်သက်တဲ့အမှုပညာရှင်တွေကိုတွေ့ဆုံခြင်းလဲဆိုလို့ရှင်တော့ကျွန်တော် Fan Page ကနေဒီစင် ကျွန်တော်ဆက်သွင်းနေပါတယ်ခန်းစားကြည့်ရှုရပရိသတ်များအားလုံးကိုကျေးဇူးထူပါတင်ရှိပါခင်ဗျာကျေးဇူးများပေးတင်ပါတယ်မှာဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနူရအလှကိုပိုင်ဆိုင်စေမယ့် Pond Spike Beauty မျက်နှာသစ်စပြာမှဖြစ်ပါရဲ့ရှင်။